အားလုံးပဲမင်္ဂလာပါအဲ့တော့ကျွန်တော်တို့ဒီငလင်ရဲ့နောက်ဆက်တွဲတွေကို ကျွန်တော်သုံးသပ်ပြီးတော့တင်ပေးနေတာလဲဒါအော်305ရက်ရှိပြီပေါ့ဗျာ post တွေနဲ့လဲတည်င်းကောင်းနေတင်ကျင်ပေမဲ့လဲဒီတိုင်းစိတ်ညစ်စရာတွေပဲတင်နေရလို့ဟိုရင်ထဲကနေလဲအနုအညွန့်ကိုတောင်းပန်ပါတယ်ဝမ်းလည်းနေပါတယ်ကျွန်တော်အော်ကြိုတင်တိရရင်ကြိုတင်ကောက်ွယ်နိုင်အောင်ရည်ရွယ်ချက်နဲ့တာလျင်မဲ့ကျွန်တော်တို့ကြိုတင်သုံးသက်ပြီးတော့တင်နေတာဖြစ်ပါတယ်ဗျာ အဲ့တော့လက်ရှိမှာကျွန်တော်တို့အဂျပန်နိုင်ငံကလည်းသူတို့နိုင်ငံမှာငလျင်ပြင်းအမြင့်ငလျင်အပြင်ကိုဆူနာမီတွေဖြစ်လာနိုင်တဲ့အတွက်နဲ့တတိပေးကြေညာထားတယ်သူတို့ရဲ့ official government official site တွေကနေပြီးတော့ထုတ်ပြန်ကြေညာထားတဲ့ကျွန်တော်တို့ statement တွေထွက်လာပါတယ်စိတ်မကောင်းစရာအရင်ကကောင်းပါတယ်နောက်တစ်ခုကအော်ကျွန်တော်တို့ဖိလစ်ပိုင်မှာလည်းဒါမီတောင်မီတောင် ပောက်ကွဲနိုင်တဲ့အခြေအနေတစ်ခုကိုအရေးပေါ်အော်ကြေညာနေတာပေါ့ဗျထိတ်လန့်နေတဲ့အခြေအနေရှိတယ် နောက်တစ်ခုကကျွန်တော်တို့မြန်မာနိုင်ငံမှာဒီအချိန်မှာကျွန်တော်တို့ဒီလောက်ထိရင်ကွဲနာကြနေတဲ့အချိန်မှာတကြံကိုလည်းဟိုစတိလေးတော့လှုပ်ပြီးတော့ပေါ့ဗျာကျွန်တော်တို့ဒီလောက်ထိကြီးကြီးကျယ်ကျယ်ဒီမလှုပ်ဖို့လည်းတောင်းဆိုခြင်းပါတယ်။ဘာကြောင့်လဲဆိုတော့နိုင်ငံတကာအကူအညီတွေကကျွန်တော်တို့အခုကယ်ဆယ်ရေးလောက်နဲ့နေရက်တက်နေလို့မရဘူးဗျ။ဟိုပြန်လည်တီထောင်ရေးကာလတွေမှာကျွန်တော်တို့မြောက်များစွာသောအကူအညီတွေလိုတယ်။အဲ့တော့ကျွန်တော်တို့ဒီကိုကငလျင်တမ်းမခံစားတဲ့နေရာတွေမှာဒီလိုမျိုးကခုံမြူးတူးနေမှာဆိုရင်နိုင်ငံတကာဘက်ကလည်းအကူအညီမဲ့ခွင့်ရေးတွေ ပေါ်ရောသွားနိုင်တဲ့အတွက်နဲ့အာကျွန်တော်တို့၄ရာလေးပေါ်တော့ထိမ့်သိမ့်ပေးစေခြင်းနဲ့ဗျာကျွန်တော်တို့တခြားလူတွေကိုကန်တခြားလူတွေကိုကျွန်တော်တို့စာနာထောက်ထားပြီးတော့ပေါ့အဲ့တော့ကျွန်တော်အဓိကပြောချင်တာလက်ရှိငလျင်ဒဏ်အကြောင်းကျွန်တော်တို့ကြီးမားသော မြေကျွင်းကြီးတွေမြေပြိုမှုတွေဂျိုက်ခွက်အကြီးတွေဖြစ်ပေါ်လာတာကိုတွေ့ကြမှာပါဒီမော်ဆိုတို့ကော့ကရိတ်တို့မှာလည်းဒီလိုမျိုးဂျိုက်ခွက်ကြီးတွေဖြစ်ပေါ်နေတာပေါ့ဗျာမြေဝကျွန်းပေါ်ဒေသတွေမှာဆိုရင်ရေတွေမတရားခန့်ချောက်ပြီးတော့ မြူတဲ့ရွာထဲမှာဆိုရင်ရေတွေစိမ့်ထွက်နေတဲ့ဟာတွေကဒါကောင်းခြင်းလက္ခဏာတော့မဟုတ်ဘူးပေါ့ဗျာအဲ့တော့ကျွန်တော်တို့အာဒီဘူမိဗေဒအရာကိုကျွန်တော်တို့သုံးသပ်ကြည့်မယ် geological အရာဆိုရင်လည်းဒီဟာငလျင်ရဲ့တိုက်ခတ်မှုအချိန်ကြောင်းကျွန်တော်တို့ဟောရေလန်းချောင်းတွေပြောင်းပြီးတော့ပေါ့တခြားနေရာတစ်ခုတခြားနေရာတစ်ခုမှာပေါ့အဲ့လိုမျိုးမြေတွေပြော့ပြီးတော့ကျွန်သွားတဲ့နေရာတွေမှာအာဖိအားမြင့်ရေတွေကစိမ့်ထွက်လာနိုင်ပြီးတော့လက်ရှိရှိနေတဲ့ရေလန်းချောင်းတွေကပြောင်းပြီးတော့ ဟိုလမ်းလွယ်သွားနိုင်တယ်ဆိုတဲ့အခြေအနေတစ်ခုပေါ့ဗျာအဲကောင်းခြင်းလက္ခဏာတော့မဟုတ်တာတွေအားလုံးသိကြမှာပါအဲ့တော့တချို့သောဒေသတွေမှာအရင်ကတည်းကကျွန်တော်တို့ဟိုရေရှားတဲ့ဒေသတွေမှာအညာတို့လို့ဘာလို့လို့ဆိုရင်တော့အဲ့လိုနေရာတွေမှာရေတွေစိတ်ရေတွေပေါများလာနိုင်ပြီးတော့ပေါ့အရင်တော့ရေများတဲ့နေရာတွေမှာရေတွေခန်းချောက်သွားနိုင်တဲ့အခြေအနေရှိတယ်။ဘာကြောင့်လဲဆိုတော့ငလင်လန်းချောင်းကနေပြီးတော့ပွတ်တိုက်စားပြီးတော့သူ့သူ့ရဲ့အော်ရေကြောတွေကိုပေါ့ဗျာ။အဖြတ်တောက်သွားစေတဲ့အတွက်နဲ့လမ်းလွဲစေတဲ့အသက်နဲ့ပေါ့။ အဲ့ဒါကြောင့်ကြိုတင်ပြီးတတိထားဖို့လိုတယ်အဲ့တော့ကျွန်တော်အမြဲတမ်းတင်ပေးနေသလိုပဲဒီလိုဒီဇလဗေဒကလည်းခံမှန်းထားတယ်ကျွန်တော်တို့ကြီးမားတဲ့မုန်တိုင်းကြီးတွေနဲ့အဲလိုင်းလုံးကြီးတွေဝင်လာနိုင်တယ်ဆိုတဲ့ဟာကလည်းဒါမဝင်တာမဝင်လာအောင်လို့တော့ဆူတောင်းနေကြတာပေါ့ဒါပေမဲ့ဒီလိုမျိုးလက္ခဏာတွေပြနေတဲ့ပုံစံအရဆိုရင်တော့အနည်းနဲ့အများတော့ကျွန်တော်တို့ဝင်ရောက်လာနိုင်တဲ့အတွက်နဲ့တတိကိုပေါ့ရောက်မနေကြဘူးလေဒီနားကနေဆက်လက်ပြီးတော့ပြောချင်ပါတယ် အဲ့တော့အရေးတကြီးပြောချင်တာကဗျာကျွန်တော်တို့မြန်မာကြံပေါ့ဗျာကျွန်တော်တို့ယဉ်ကျေးမှုနဲ့ပေါ့ရိုးရရယဉ်ကျေးမှုကြံဆိုပေမဲ့လည်းဒီလောက်ထိကျွန်တော်တို့မြန်မာနိုင်ငံတဝမ်းလုံးနီးပါးလောက်မှာအခက်အခဲဒုက္ခမျိုးစုံနဲ့တေကြည်ပျက်စီးနေတဲ့အချိန်မှာကျွန်တော်တို့ဒီကြံဆိုတဲ့ဟာကြီးကိုစတိလောက်ပဲလှုပ်ပြီးတော့ပေါ့အရန်ကြီးကိုအော်မြူတူကခုံချင်းမပြုတ်လို့ဖို့လဲတောင်းဆိုချင်တယ်ဗျအဲ့လိုမျိုးတောင်းဆိုတဲ့အတွက်နဲ့လဲကျွန်တော်အဆဲခံဆိုခံမှာသိပါတယ်။ဘာကြောင့်တောင်းဆိုရလဲဆိုတော့ ျွန်တော်တို့နိုင်ငံတကာအကူအညီတွေဆက်လက်ပြီးတော့လိုအပ်နေသေးတယ်။မြန်မာနိုင်ငံကနေစစ်ကောင်စီအနေနဲ့လည်းဒီလိုဟိုပြိုကျပျက်စီးသွားတဲ့မိသားစုတွေရဲ့အိမ်တွေနောက်ပြီးတော့သူတို့နေဖို့ထိုင်ဖို့အတွက်နေရာတွေကိုဟိုသူတို့အားလုံးဆောင်ရွက်ပေးနိုင်မယ်လို့တော့ကျွန်တော်မထင်ဘူး။အဲဒါကြောင့်ကျွန်တော်တို့နိုင်ငံတကာအကူအညီတွေအများကြီးများစွာအာပံ့ပိုးနိုင်အောင်ကျွန်တော်တို့ဒီလိုမျိုးမြူတူပျော်ပါပြီးတော့ဘာမှမဖြစ်တဲ့ပုံစံကြီးမဖြစ်နေဖို့တော့လိုတာပေါ့ဗျာလူများလူချင်းကန်းကျင်စိတ်ရှိအောင်လို့ ဟိုနေထိုင်ဖို့အားလုံးကိုပဲတောင်းဆိုချင်ပါတယ်ဒီနေ့အနေ